ကဘာအချမ်းသာဆုံးမြို့ငါးမြို့ဟို2024ခုနှစ်ရဲ့စစ်တမ်းတွေအရအချမ်းသာဆုံးနံပါတ်1မြို့ဆိုလို့ရှိရင်တော့အမေရိကန်နိုင်ငံ New York မြို့ပဲဖြစ်ပါတယ် New York မြို့လေးကိုဘန်နာရေးနဲ့ဘီလီယံနာများရဲ့မြို့တော်လို့တင်စားထားပါတယ် New York မြို့သူမြို့သားတွေရဲ့တစ်နှစ်စာဝန်ငွေကဒေါ်လာ3200ဝန်းကျင်ရှိပါတယ်တဲ့မြန်မာငွေနဲ့တွက်ရင်တော့3400ဝန်းငွေရှိကြပါတယ် နယူးယောက်မြို့လေးရဲ့အဓိကစီးပွားရေးကတော့ဗန်နာရီဤပညာနဲ့ဖျော်ပြမှုတွေဖြစ်ပြီးတော့ကမ္ဘာအကြီးဆုံး stock ဈေးကွက်ကြီးတည်ရှိတဲ့မြို့လည်းဖြစ်ပါတယ်။နံပါတ်1အချမ်းသာဆုံးမြို့ကတော့ United Kingdom နိုင်ငံမှာရှိတဲ့ London မြို့ပဲဖြစ်ပါတယ်ရှင့်။ London မြို့မှာနေထိုင်တဲ့ London မြို့သားတယောက်ရဲ့တစ်နှစ်စာ ပြန်မြဝင်ငွေကဒေါ်လာ8000ကျပ်။မြန်မာငွေနဲ့ဆိုရင်3800ဝန်းကျင်လောက်ရရှိပါတယ်။ ဒီမျိုးလေးရဲ့အဓိကစီးပွားရေးလုပ်ငန်းကတော့ဘန်နာရေးအာမခံနဲ့အင်ချမ်းမြေရင်းနှီးမြှုပ်နှံမှုတွေပဲဖြစ်ပါတယ်။ပြီးတော့တကဘာလုံးမှာရှိတဲ့နာမည်ကြီးကုမ္ပဏီ40ရာခိုင်နှုန်းရဲ့ရုံးချုပ်တွေကလန်ဒန်မြို့ကို အခြေစိုက်ထားပါတယ်။ကမ္ဘာတတိယအချမ်းသာဆုံးမြို့ကတော့ဂျပန်နိုင်ငံထိုကျိုမြို့ပဲဖြစ်ပါတယ်။ဒီမြို့မှာရှိတဲ့သူတွေရဲ့တစ်နှစ်စာ ပြည်မြဝင်ငွေကတစ်ယောက်ကိုဒေါ်လာ9000စီလောက်ရကြပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့တိမ်ပေါင်း3500လောက်ပေါ့ရှင်ဒီမျိုးလေးရဲ့အဓိကစီးပွားရေးကဏ္ဍကတော့နီးပညာရဲ့မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍရဲ့ဖြစ်ပါတယ်တဲ့ဟောဒီတရားလေးကိုမြင်လိုက်ကြနဲ့စတုထအချမ်းသာဆုံးမျိုးကဘယ်မျိုးလဲဆိုတာသိလောက်ပြီးလို့ချင်ပါတယ်ဟုတ်ပါတယ်ဒီမျိုးလေးကတော့ American ပြည်အောင်စုမှာရှိတဲ့ San Francisco မျိုးလေးပဲဖြစ်ပါတယ် San Francisco မျိုးနဲ့ပတ်သက်ပြီးတော့ထူးခြားမှုတစ်ခုထပ်ရှိပါသေးရဲ့အဲ့ဒါကဘာလဲဆိုရင်ဒီ San Francisco မှာရှိတဲ့မြို့သူမြို့သားတွေရဲ့ဝင်ငွေက ကမ္ဘာပေါ်မှာနံပါတ်1အများဆုံးဖြစ်ပါတယ်တဲ့သူတို့ရဲ့ဝင်ငွေက USD ဒေါ်လာနဲ့ဆိုရင်တသိန်း2000ဝန်းကျင်ရှိတယ်မြန်မာငွေနဲ့ဆိုရင်တော့ wow ကျပ်သိန်းပေါင်း9400အနီး6000ဝန်းကျင်မှာရှိကြပါတယ်ကြီးဆုံးနည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Apple Facebook နဲ့ Google ကုမ္ပဏီတွေကဒီ San Francisco မြို့ကို အခြေစိုက်ထားပါတယ်အခုထပ်ပေါ်ပြမယ့်မြို့လေးကတော့ကမ္ဘာအချမ်းသာဆုံးဘဏ်တွေရဲ့အခြေစိုက်ရာဖြစ်တဲ့ ဆူဇလန်နိုင်ငံမှာရှိတဲ့ဇူရစ်မြို့လေးပဲဖြစ်ပါတယ်ရှင်။ဒီနိုင်ငံသားတွေရဲ့တနစ်စာပြန်မြဝင်ငွေရတော့ဒေါ်လာ6000ဝန်းကျင်ရှိကြပါတယ်ရှင်။ဒီမြို့လေးရဲ့အဓိကစီးပွားရေးကတော့ဘဏ်လုပ်ငန်း၊အာမခံလုပ်ငန်းနဲ့နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။ဘယ်မြို့လေးမှာနေကျင်နေဆိုတာလဲ Common House မှာရေးခဲ့ပေးပါနော်။နောက်ထပ်နောက်ထပ်စိတ်ဝင်စားစရာတွေဘ ഹു တ္တရရမယ့်အကြောင်းအရာတွေတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and follow လေးလုပ်ခဲ့ပေးပါရှင်။ Bye bye ။